မင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးတချင်းကစဉ်းစားမိကြမှာပါကဘာကြီးပေါ်မှာပထမဆုံးလူသားတွေဘယ်လိုစတင်ခဲ့ကြတာလဲဘယ်လိုနေထိုင်ခဲ့ကြတာလဲသူတို့တွေရဲ့နေစဉ်ဘဝတွေကဘယ်လိုရှိခဲ့ကြမလဲဒီမေးခွန်းတွေရဲ့အဖြေကိုရှင်းပြကြည့်ကြရအောင်ဗျာယနေ့ခေတ်လူသားတွေရဲ့ယဉ်ကျေးမှုဘာသာစကားဓလိထုံးတမ်းရုပ်ရလေးထတွေနဲ့အတူ လူမှုရေးစီးပွားရေးဘာသာရေးစာပေနဲ့သိပ္ပံပညာရပ်တွေမထွန်းကားမတိုးတက်ခင်အချိန်ကြီးရှိခဲ့မှုပါတယ်။ထို့နောက်စင်ကင်းဖြစ်စဉ်ပြောင်းလဲခြင်းတွေနဲ့အတူကဘာကြီးမှာယနေ့ချိန်ထိရှင်သန်ပေါက်ဖွားလာရင်းလူသမိုင်းတည်စီတို့ဆက်လက်ကြီးတက်နေစေဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မူလစင်မြေဟာ အာဖရိကတိုက်မှာစတင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့စတင်ခဲ့တယ်ဆိုတာရိုးရှင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။နေပောင်း6တန်းကျော်အာဖရိကမှာလူသားတွေစတင်ပေါ်ပေါက်လာတဲ့အခါသူတို့ဟာအခုလိုမဟုတ်ခဲ့ပါဘူး။ Australopithecus လို့ခေါ်တဲ့မျောက်နယ်လူကြားတတဝါတွေအနေနဲ့စတင်ခဲ့ပါလေ။နောက်ပိုင်းတွင်မှာတဖြည်းဖြည်းနဲ့ Homo habilis, Homo erectus, နီယန်ဒေါပြီးတော့ကျွန်တော်တို့လို Homo sapiens တွေဖြစ်လာခဲ့ကြတာပါရှေးဥလူသားတွေရဲ့ပထမဦးဆုံးတည်ထွင်မှုတွေကတခုကတော့ကြောက်လက်နဲ့တွေဖြစ်ပါတယ်ကြောက်ခဲတွေကိုအက်ခွဲပြီးထက်မြက်တဲ့အသွားတွေဖြစ်အောင်ပြုလုပ်နိုင်ခဲ့ကြပါတယ်ဒီလက်နဲ့တွေနဲ့ပဲအမေးလိုက်နိုင်ခဲ့ကြတယ်သားကောင်တွေရဲ့အရေးကုန်ကိုခွာနိုင်ခဲ့ကြတယ်တက်ကိုင်းတွေကိုလည်း ဖြတ်တောက်နိုင်ခဲ့ကြပါတယ်နောက်ထပ်လူသားတွေအတွက်အကျိုးကျေးဇူးအကြီးမားဆုံးရရှိစေခဲ့တဲ့မတော်တဆရှာဖွေတွေ့ရှိခဲ့သောအရေးကြီးဆုံးနဲ့အလိုအဆုံးအရာကတော့မီးဖြစ်ပါတယ်မီးဟာထိုစင်က လူသားတွေရဲ့တည်ရှိခဲ့တဲ့တမိုင်းကြောင်းကိုစတင်ပြောင်းလဲလာဖို့အဓိကအကြောင်းရင်းတစ်ခု ဖြစ်စေခဲ့ပါတယ်။အစားစားတွေကိုချက်ပြုတ်လာနိုင်တဲ့ညဘက်မှာအလင်းရလာတဲ့တာရဲ့တရိစံရိယံကကာကွယ်လာနိုင်တဲ့အေးတဲ့ရာသီဥတုမှာရွေးထွေးမှုတွေရလာနိုင်တဲ့အစားစားတွေကိုကြကြသိသိနိုင်လာတဲ့စတဲ့အဲ့ဒီလိုကိစ္စရရက်တွေမှာမိကိုအကျိုးရှိရှိအသုံးပြုလာနိုင်ခဲ့ကြပါတယ်။ ယူသားတွေဟာရာစုနှစ်များစွာကြာလာတဲ့ခါမှာတော့၎င်းတို့ရဲ့အုံနောက်နဲ့အတိညာဟာတဖြည်းဖြည်းနဲ့တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ Evolution of Human Cranial Capacity လို့ခေါ်တဲ့လူအုံနောက်စွမ်းရည်စင်ကဲဖြစ်စဉ်အချက်လက်တွေအရ Australopithecus တွေရဲ့အုံနောက်က 400cc ပဲရှိခဲ့ပေမဲ့နောက်ပိုင်း Homo habilis တွေမှာ 600cc, Homo erectus တွေမှာ 900cc နောက်ဆုံး Homo sapiens တွေမှာ 1400cc ထိရှိလာခဲ့ပါတယ်။အုံနောက်ကြီးလာတာနဲ့အမျှရှုပ်ထွေးတဲ့ကရိယာတွေလုပ်တတ်လာတယ်။အချင်းချင်းစွပ်ွဲပြောဆိုတတ်လာတယ်။ပြဿနာတွေကို ဖြေရှင်းတတ်လာတယ်။အနာဂတ်တွေစီမံကိန်းတွေကိုစဉ်းစားတတ်လာတဲ့ပုစုလိုက်ပူပေါင်းဆောင်ရွက်တတ်လာတဲ့အထိတိုးတက်လာပါတယ်။ လူသားတွေဟာတူးချင်းမနေကြကြပဲအုပ်စုလိုက်နေထိုင်ရခြင်းရဲ့အာသာချက်တွေကအများကြီးရှိခဲ့ပါလေ။ဒါရဲ့တရိစံနေရန်ကကာကွယ်နိုင်နေအုပ်စုလိုက်အမဲလိုက်နိုင်နေအားနည်းသူတွေကိုကူညီပေးမနိုင်နေလူကြီးတွေကလူငယ်တွေကိုတင် जा ပေးနိုင်နေတီထွေမှုအစ်တွေတယောက်ကနေတယောက်ဖလဲနိုင်နေသောသဖြင့်အုပ်စုလိုက်နေထိုင်ရာကနေနောက်ပိုင်းတဖြည်းဖြည်းမိသားစုစနစ်တွေပေါ်ပေါက်လာခဲ့ပါတယ် ဘာသာစကားတွေစတင်ဖွံ့ဖြိုးလာတဲ့ယဉ်ကျေးမှုတွေထုံးကားလာခဲ့ကြပါတယ်။ဘာသာစကားဟာလူသားတွေရဲ့အကြီးမားဆုံးတည်ထွင်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။စကားပြောတတ်လာခြင်းကအချင်းချင်းတရင်ချက်လက်ဖလှယ်နိုင်တယ်။စီမံကိန်းတွေရေးဆွဲနိုင်တယ်။အတွေးခေါ်တွေမျှဝေနိုင်တယ်။ယဉ်ကျေးမှုတွေတည်ဆောက်နိုင်တယ်။နောက်မျိုးဆက်သစ်တွေကိုဘဟုတုတလက်ဆင့်ကမ်းနိုင်ပါတယ်။ နှစ်ပေါင်း12000လောက်က လူသားတွေဟာအေးကြီးတဲ့ပြောင်းလဲမှုကြီးတစ်ခုပြုလုပ်ခဲ့ကြပါတယ်။အမေလိုက်တတိဝလံရှာဖွေစား300ကနေကိုရိုင်းစိုက်ပျိုးသရစ်ဆန်မွေးမြူတဲ့ဘဝကိုကူပြောင်းခဲ့ကြပါတယ်။စိုက်ပျိုးရေးကြောင့်ပြောင်းလဲလာတဲ့နေထိုင်မှုပုံစံတွေကတော့တနေရာထဲမှာအခြေချနေထိုင်လာကြပါတယ်။အိမ်၊ရွာ၊မြို့တွေတည်ထောင်လာကြပါတယ်။ပိုင်ဆိုင်မှုစနစ်တွေပေါ်ပေါက်လာခဲ့ကြပါတယ်။ ်နောက်ပြီးလူမှုရေးအရာလူဦးရေပိုများလာပါတယ်အလောက်ကိုင်းခွဲခြားလောက်ကိုင်းလာတတ်ပါတယ်အုတ်ချွေးစနစ်တွေလည်းပေါ်ပေါက်လာခဲ့ကြပါတယ်ဤပညာအရာတိုးတက်လာမှုတွေကတော့လေယာသုံးကရိယာတွေတည်ထွင်လာခဲ့ကြပါတယ်ဒူလောင်ဤဤပညာတွေတိုးတက်လာခဲ့ကြပါတယ်ဒီတွင်းစနစ်တွေတည်ထွင်လာခဲ့ကြပါတယ်ထို့သော စိုက်ပျိုးရေးနဲ့အတူယဉ်ကျေးမှုတွေလည်းစတင်ထွန်းကားလာခဲ့ကြပါတယ်။အမှုပညာလက်ရာတွေပေါ်ပေါက်လာခဲ့ကြတယ်။ဘာသာရေးယုံကြည်မှုတွေပေါ်ပေါက်လာခဲ့ကြတယ်။စာပေနဲ့တရေးသားစနစ်တွေစတင်လာခဲ့ကြတယ်။ဥပဒေနဲ့စီးမင်းတွေပေါ်ပေါက်လာခဲ့ကြတယ်။ကုန်သွယ်ရေးစနစ်တွေလည်းထွန်းကားလာခဲ့ကြပါတယ်။ ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့လူသားတွေရဲ့ခီးစဉ်ဟာအံ့ဩစရာကောင်းလွန်ပါတယ်။အယိုးရှင်ဆုံးသတ္တဝါတွေဖြစ်ကနေယနေ့ခေတ်ဤပညာတွေ တည်ထွင်နေတဲ့အထိ နှစ်ပေါင်း6တန်းကျော်ကြာမြင့်ခဲ့ပါပြီ။ကြောက်ခေတ်လက်နက်တွေကနေယနေ့ခေတ်ဤပညာတွေအထိတိုးတက်လာမှုတွေကိုကျွန်တော်တို့ဘိုးဘေးပြည်ပင်တွေဟာအစဉ်စဉ်တိုးတက်ပြောင်းလဲလာခဲ့ကြပါတယ်။ယုံကံခဲ့ကြတဲ့ မအောင်မြင်တာတွေလည်းရှိခဲ့ကြတယ်။ဒါပေမဲ့ဘယ်တော့မှလက်မလျှော့လိုက်ကြပါဘူး။သူတို့ရဲ့အကြီးမားဆုံးအားသာချက်ကတယောက်နဲ့တယောက်ပူးပေါင်းဆောင်ရွက်နိုင်စွမ်းဖြစ်ပါတယ်။အန်ဟိုးစရာအကောင်းဆုံးကလူသားတွေရဲ့မွေးရပါလူမှုရေးစိတ်သက်ဖြစ်ပါတယ်။အုပ်စုဖွဲ့နေထိုင်ခြင်းတူကိုတူကူညီဆောက်ရှောက်ခြင်းချစ်ချင်းမြတ်တာထားတတ်ခြင်းဒါရီဟာနှစ်တန်းပေါင်းများစွာ ကျွန်တော်တို့နဲ့တူ ရှိနေခဲ့ပြီးဖြစ်ပါတယ်။ကလေးတယောက်လမ်းလျှောက်တင်နေတာကိုကြည့်လိုက်ရင်ရှေးဦးလူသားတွေရဲ့ပထမဆုံးခြေလမ်းတွေကိုမြင်ရောက်မိစေပါတယ်။လဲကြတိုင်းပြန်ထပြန်ကြိုးစားနောက်ဆုံးအောင်မြင်သွားတဲ့အထိမလျှော့တဲ့ဇွဲလုံးလဒါဟာလူသားတွေရဲ့အနစ်တရဖြစ်ပါတယ်။ယနေ့ခေတ်အချိန်မှာအာကာသကိုတော့ကျွန်တော်တို့တွေခြေဆက်နိုင်ကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲမှာရှေးဦးလူသားတွေရဲ့စူးစမ်းလိုစိတ်ဒီထွင်ဖန်တီးလိုစိတ်ရှင်တန်လိုစိတ်တွေရှိနေသေးပါနောက်ထပ်စိတ်ဝင်စားပွဲအကြောင်းအရာတွေကို နောက်တစ်ပတ်မှာဆက်လက်တင်ဆက်ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်